ဖုန်းစကရင်မှာကျွန်တော်တို့ navigation လုပ်နေရင်ပေါ့နော်ကိုရီးယား map ဖွင့်ထားတယ် map navigate လုပ်နေတဲ့အချိန်မှာကိုရီးယား location ဘယ်နေရာရောက်နေလဲဆိုတာကိုလည်းဒါသူ့ screen ကို recognize လုပ်ပြီးတော့ full left တရားလမ်းမေးလို့ရတယ်ပေါ့နော်ပြီးရင် direction တွေဘာကြီးလမ်းပြီးတော့မေးလို့ရမှာပေါ့ဗျာဒါ AI ဆိုတော့ဟုတ်ပြီဟုတ်ပြီကဲဒါလေးလက်ဆန့်ကြည့်တာ Hey full left where am i right now Your current location No. 41 Macy Gun RD. Yingon, Myanmar, Burma. How can I get to the Yangon International Airport? Wow. Hmm. Hold on, hold on. ကျွန်တော်တို့ဒီ Google Map တွေပါဖြန့်ထားရပါတော့အဲဒီလိုနေရာမှာလည်း ကျွန်တော်တို့ကိုဘယ်နေရာဘလို့သွားပါဆိုပြီးတော့လမ်းညွှန်ပေးနိုင်တယ်ပြီးတော့သူဈေးတန်း၄သိန်းအောက်ဖုန်းတွေထဲမှာဘယ်သူမှမထည့်ပေးရ45 watt quick charge ကိုထည့်ထားပေးရအဲ့လိုမျိုးဆိုတော့အားသွင်းရမြန်တယ်ပေါ့နော်ဘာပြောလို့ပြောရလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီဈေးတန်းမှာဆိုလို့ရှိရင်တော်တော်များများ80 watt တို့33 watt တို့ပဲထည့်ထားပေးရဒီကောင်က45 watt ဆိုတော့တော်တော်လေးကိုကျန်သွားပြီ reverse charge မှာဆိုလို့ရှိရင်လည်းတောင်းဝန်ထီရတယ်သုံးလို့ရသေးတယ်ပြီးတော့တနေ့တာတော့ဘာလို့အသုံးခံလဲဆိုရင်နောက်တစ်ပိုင်းကျတော့သူက8 watt 50ရတော်တော်လေးကို smooth ဖြစ်သွားတာဗျဘာလို့လဲဆိုရင်ဒီ48 watt လောက်ထိသူတို့ fluently သုံးလို့ရမယ်ပေါ့နော် ဒီဘောမဆိုးဖြစ်အောင်တုံးရမယ်ဆိုတော့ကျွန်တော်နှစ်နှစ်လောက်တုံးမယ်ဆိုလို့ရှိရင်တော့ဒီဖုန်းကတော်တော်လေးတန်နေပြီ social တုံးတယ် video ကြည့်တယ်နောက်သူ့ဖုန်းအနေထားနဲ့ဆိုလို့ရှိရင်တော့ဘာမှ complaint တက်ဖို့မရှိသေးဘူးဆိုတော့ hot 16i ရဲ့ display ကသူ့ဈေးနဲ့ kait တဲ့ display လို့မြင်တယ်အလင်းထုတ်ပေးတာလည်းကောင်းတယ်တုံ့ပြန်တာကောင်းတယ် social တုံး video ကြည့် scroll လုပ်တာတွေအတွက်ကတော့တကယ်အလုပ်ဖြစ်တယ်ဒါပေမဲ့ ultra sharp resolution တို့ super sensitive touch တို့လိုမျိုးတော့ညောင်းလင်းလို့ရမှာမဟုတ်ဘူး Infinix Horses DI ရဲ့ performance ကတော့မျှကြီးမှရှိနေတဲ့စမ်းဆောင်မျိုးထုတ်ပေးနိုင်တဲ့ဖုန်းလို့ပြောရင်ရတယ်။ Daily user တွေအတွက်ကတော့စိတ်ကျဉ်တဲ့ဆရာကောင်းတဲ့ performance ကိုထုတ်ပေးနိုင်တဲ့ဖုန်းမျိုးစားလို့ပြောလို့ရတယ်။